မွန်ရွာအချင်းထောင်ကထောင်ပြောင်းရွှေ့လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမန္တလေးအိုးဘိုအချင်းထောင်အာဏာပိုင်တွေကရိုက်နှက်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအရေးပေါ်ထုတ်ပြန်ပါတယ်။ဇွန်လ12ရက်နေ့နေ့လယ်ပိုင်းမှာနိုင်ငံရေးအကျဉ်းသားနဲ့အခြားအကျဉ်းသားစုစုပေါင်း200ဝန်းကျင်ခန့်ဟာမန္တလေးအိုးဘိုအချင်းထောင်ကိုရောက်ရှိခဲ့ပါတယ်။စောင့်ကြည့်ရရှိမှုမှတ်တမ်းတွေရာကုန်တင်ကား၅စီးပေါ်မှာခန့်မှန်းအမျိုးသား150ဝန်းကျင်နဲ့ကုန်တင်ကားတစ်စီးပေါ်မှာ မျိုးသမီးတွေပါဝင်တယ်လို့ PPNM ကနေသိရပါဗျ။ဥပိုထောင်ဘူဝအဝင်ဝမှာထောင်ပြောင်းရွှေ့ရောက်လာသူအားလုံးဒီပါကို အချင်းဦးစည်းဝန်တန်းတွေနဲ့ရဲဝန်တန်းတွေက ရောဘာဒုတ်တစ်သားဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာပါ။ရိုက်နှက်မှုကြောင့်နိုင်ငံရေးကျင်းသားအ ਨੇ စုံ90ဦးဟာဥကောင်လက်နဲ့နောက်ကျောတစ်လျှောက်မှာ ထိရှက်ပေါက်ပြဲတံရရရရှိခဲ့တယ်လို့သိရပါဗျ။ ဒီကနေ့ဂျွန်လ23ရက်နေ့မှာလဲနိုင်ငံရေးကျင်းသာမန္တလေးဥပုအကျဉ်းထောင်ကနေငင်းကြံနဲ့မကွေးကျင်းထောင်တွေကိုထပ်မံပြောင်းရွှေ့ဖို့ပြင်ဆင်နေတယ်လို့ထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ငလင်ကျောင်းပြိုကျခဲ့တဲ့မန္တလေးမြို့စကိုင်းပီလာအဆောင်ကနေရုပ်အလောင်းတွေဆက်လက်တွေ့ရှိနေတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ဒီကနေ့ဂျွန်လ23ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ Sky Pila A ဆောင်နဲ့ B ဆောင်တွေမှာရှာဖွေကယ်ဆယ်ရေးဆက်လုပ်ခဲ့တာပါ။ရင်းရဲနေရတဲ့တုံးပြီးဖေရှားရှင်းလင်းတဲ့အချိန်မနက်09:45မိနစ်မှာ B ဆောင်အခန်းမှတ် H2 မှာအမျိုးသားတအုပ်ရဲ့ရုပ်လောင်းနဲ့အခန်းမှတ် H4 မှာအမျိုးသမီးတအုပ်ရဲ့ရုပ်လောင်းကိုထပ်မံတွေ့ရှိပြီးထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ Facebook လူမှုကွန်ရက်အသုံးပြုနေတဲ့မြန်မာတွေအနေနဲ့မြန်မာဘာသာ Unicode Font ကိုပြောင်းထားကြဖို့ Facebook ကုမ္ပဏီမြန်မာဌာနခွဲမတ်တာမြန်မာကဒီကနေ့မှထုတ်ပြန်ပါတယ်။ဇွန်လ26ရက်နေ့ကနေစပြီးမြန်မာဘာသာ Unicode နဲ့မြန်မာဘာသာဇော်ဂျီတို့အကြအလိုလျောက်စာသားပြောင်းလဲခြင်းကို Facebook နဲ့ Messenger ပေါ်မှာတွေ့မြင်ရတော့မှမဟုတ်ကြောင်းလည်းအသိပေးထားပါတယ်။ဒါကြောင့်ဖုန်းမှာထည့်သွင်းထားတဲ့ဘာသာစကား setting ကိုမြန်မာဘာသာဇော်ဂျီကနေ Unicode ကိုပြောင်းလဲထားဖို့မတ်တာမြန်မာကအသိပေးထားတာပါ။ မပြောင်းလဲထားပါက Facebook စာမျက်နှာပေါ်မှာရှိတဲ့အကြောင်းအရာပြည်စုံကိုဖတ်ရှုလို့မရနိုင်တာတွေတင်ထားတဲ့ post တွေကလည်းမှန်မှန်ကန်ကန်မပေါ်နိုင်တာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။အကောင့်နဲ့အပူပိုင်းမှုန်တိုင်းကိုတည့်ရဲတင်တိုက်တွေကြောင့်ဒီကနေ့ကနေဇွန်လ16ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီကချင်ကယားကရင်ချင်း မွန်ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်တယ်လို့မိုးစလားဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။မိုးတက်ထန်စွာရုံသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပြစ်ခြင်းပျက်စီးလက်ခြင်းမိုးတိကျွေခြင်းနဲ့လျှက်ပြည့်ရေကြီးခြင်းညစ်ပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေလည်းဖြစ်ပေါ်နိုင်တယ်လို့အသိပေးထားပါတယ်။ ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊ငင်ငယ်ချောင်းငယ်များနေနေထိုင်ကြသူတွေအနေနဲ့ရေကျူးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားသင့်တယ်လို့မိုးစလာဌာနကတတိပေးထုတ်ပြန်ထားပါတယ်။